ဂျူပင်နက်စ်အသင်းကအာဆင်နယ်ကွင်းလယ်လူရန်စေကိုတပတ်ပေါင်၄သိန်းနဲ့အကျိုးသဘောတူညီမှုရရှိခဲ့ပြီးနောက်လီဗာပူးတိုက်စင်မှုဆာလာကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါဗျ။အသက်28နှစ်အရွယ်ရန်စေဟာဂျူပင်နက်စ်အသင်းကိုလာမယ့်နေရာတီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့မှာဖြစ်ပြီးလင်းလင်းစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ရန်စေကအာဆင်နယ်အသင်းမှာ၁၇နှစ်ကြာကျင်လည်ခဲ့ပြီးနောက်နှုတ်ဆက်ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ရန်စေကသူ့ရဲ့ Instagram စာမျက်နှာကနေအာဆင်နယ်အသင်းပြည်သက်တွေကိုအခုလိုနှုတ်ဆက်ခဲ့ပါတယ်။လက်ကျန်ကာလမှာအာဆင် င်းတဲ့အသင်းအတွက်ကျွန်တော်ရာနှုန်းပြပေးဆက်သွားပါမယ်ကျွန်တော်ကိုဆယ်ကျော်သက်ဘဝမှာကလေးကရွေးထွေးစွာကြိုဆိုခဲ့ပြီးဒီအသင်းမှာအနေအမြင့်အတက်ကြများစွာရင်ဆိုင်ခဲ့ရပါတယ်မမေ့နိုင်စရာ၁၇နှစ်တာကာလကိုကျွန်တော်ပိုင်ဆိုင်ခဲ့ရပြီးကျွန်တော်နှလုံးသားထဲအမြဲမှတ်ရနေပါမယ်ကျေးဇူးတင်ပါတယ်လို့ရန်စေးကနှုတ်ဆက်ခဲ့ပါတယ်ဂျူပီနက်စ်အသင်းမှာတပတ်ပေါင်၄သိန်းရရှိမဲ့ရန်စေးဟာဗီတိန်ကစားသမားတွေထဲမှာစံချိန်တင်လာစာရရှိတဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒါပြင်ဂျူပီနက်စ်အသင်းကအသက်၂၆နှစ်အရွယ်လီဗာပူးတိုက်စင်မှုဆာလာကိုပြောင်းရွှေ့ ြေးပေါင်195တန်ပေးပြီးကျိုးပန်းသွားမယ်လို့လည်းသိရပါဗျ။